နေတုံးကိုစီပင်ဝန်တန်းတွေရဲ့အကူအညီနဲ့ကြော်တက်ဖို့စူးစမ်းနေတဲ့မြင့်မြတ်ပရိသတ်များလုံးမင်္ဂလာပါရှင့် Famous Celine News ကနေပြန်လေးကြိုဆိုလိုက်ပါတယ်နေတိုးကိုရှင်ပြိုင်ဖို့အတွက်စီပင်သားရဝန်တန်းတွေကိုအတုံးချလာတာကတော့တရုတ်ဆောင်မင်းသားမြင့်မြတ်ပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းမြင့်မြတ်ဆိုတာကမြန်မာနိုင်ငံရဲ့ထိပ်တန်းစူပါမင်းသားမင်းသား၃ယောက်ထဲကတယောက်လို့တောင်ဆိုလို့ရပါတယ်။မြန်မာနိုင်ငံမှာပြည်တည်ဦးနေတိုး မြင့်မြတ်စသဖြင့်ထိတ်တန်းမင်းသား၃ယောက်ရှိခဲ့ပါတယ်။ဒီလိုထိတ်တန်းမင်းသား၃ယောက်ထဲမှာမြင့်မြတ်ကအောင်မြင်မှုအနိုင်ဆုံးလို့ဆိုရမှာပါ။ဒီကနေ့အကယ်ဒမီဆုပေးပွဲမှာဆိုရင်နေတိုးကအနှောင်ရုပ်ရှင်ဇက်ကားကြီးနဲ့အကယ်ဒမီဆုရရှိသွားတာကြောင့်မြင့်မြတ်ကအကယ်ဒမီဆုနဲ့လွဲချော်သွားခဲ့တာဖြစ်ပါတယ်။ မြန်မြန်က နေတိုးနဲ့ရှင်လိုက်ရဲ့အကယ်ဒမီစုမှာလွဲချော်နေရဖြစ်ပါတယ်။ဒီအတွက်ကြောင့်လည်းမြန်မြန်ကတော့သူ့အနေနဲ့အကယ်ဒမီစုနဲ့လွဲချော်တာကရိုးနေပြီလို့တောင်ပြောလာခဲ့ပါတယ်။ဒါကြောင့်အခုဆိုရင်တော့မြန်မြန်ကနေတိုးကိုရှင်ပြီးတော့အကယ်ဒမီစုရယူနိုင်ဖို့အတွက်စီပင်ဝင်တန်းတွေကိုအတုံးချလာခဲ့ပါတယ်။ မြမြဟာနောက်နှစ်မှာအကယ်ဒမီစုကိုကျင်းသိရဖို့အတွက်မြေစာရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးထားခဲ့ရဖြစ်ပါတယ်။မြေစာရုပ်ရှင်ဇာတ်ကားကြီးမှာတော့တရုတ်ဆောင်မင်းသားအကယ်ဒမီမြင့်မြတ်ကလမ်းဘေးစီပင်သားရာတန်ရှင်ဝင်တန်းဖိုးထောင်ဖြစ်နေအထူးတရုတ်ဆောင်ထားတာဖြစ်ပါတယ်။မြေစာရုပ်ရှင်ဇာတ်ကားကြီးကစီပင်ဝင်တန်းအားလုံးကိုကူစားပြုရတဲ့အတွက် ညမြတ်ကတော့မြေစာရုံးရှင်ဆက်ကယုံတင်မပြသခင်မှာရန်ကုန်မြို့ကစီမင်းဝန်တန်းအယောက်900ကိုခေါ်ပြီးတော့မြေစာရုံးရှင်ဆက်ကကိုပထမဆုံးပြသတဲ့ပွဲကိုပြုလုပ်ခဲ့ပါတယ်။ဒါပြင်မြင်းမြတ်ဟာအဆိုပါစီမင်းဝန်တန်းအယောက်900စလုံးကိုတနိစာစတုဒိတာကျွေးမွေးဧကန်ခဲ့ပါတယ်။ဒါကြောင့်လည်းပြည်သက်တွေကမြင်းမြတ်ဟာနေတို့ကိုကြော်လွန်ပြီးတော့အကယ်ဒမီဆုရရှိဖို့အတွက်စီမင်းဝန်တန်းတွေကိုအသုံးချနေရဖြစ်တယ်လို့ပြောဆိုနေကြတာဖြစ်ပါတယ်။ဒါအပြင်မြင်းမြတ်ကမြေစာရုံးရှင်တဲမှာအကောင်းဆုံးတရုပ်ဆောင်နိုင်ခဲ့ရပါအထူး သဖြင့်မြင်းမြတ်ကစေဝင်ဝန်တန်းလို့ရင်နဲ့ညီလေးညီမလေးကိုရှာဖွေကြွေးမွေးခဲ့ပေမယ့်ကျေးဇူးမတိတတ်တဲ့ညီနဲ့ညီမကြောင့်ဘဝအမောတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့စီပင်တန်ရှင်ဝန်တန်းဖိုးထောင်ဆက်ရုပ်ကိုအကောင်းဆုံးတရုံဆောင်ထားခဲ့တာဖြစ်ပါတယ်။မြင်းမြတ်ကဒီလိုမျိုးမြေစာရုပ်ရှင်ဇာတ်ကားရဲ့အဓိကဇာတ်ကောင်တန်ရှင်သမားလေးဖိုးထောင်ဆက်ရုပ်ကိုအကောင်းဆုံးပြပြန်စွာတရုံဆောင်နိုင်ဖို့အတွက်ရန်ကုန်တမြို့လုံးကစွန့်ပြစ်အမိုက်ပုံရှိတဲ့မြောက်တကုံကအမိုက်ပုံမှာတကယ်စီပင်တန်ရှင်ဝန်တန်းတယောက်လိုမျိုး လန်စော်နေအမိုက်ပုံထဲမှာတရုပ်ဆောင်ထားခဲ့ရကိုတွေ့ရပါတယ်။ညေစာရုပ်ရှင်ရှူတင်ရိုက်ခွင်းမှာဆိုရင်လေမြင်းမြတ်ကလမ်းဘေးစီပင်ဝင်တန်းနဲ့တတိယနေ့တူအောင်တရုပ်ဆောင်ကြလို့ရုပ်ရှင်ရိုက်ကြကိုလာကြည့်ကြတဲ့ပရိသတ်တွေကတောင်မြင်းမြတ်မှန်ဘယ်သူကမှမမှန်မိကြဘူးလို့သိရပါတယ်။ဒါကြောင့်လည်းမြင်းမြတ်ကညေစာရုပ်ရှင်ဇာတ်ကားကြီးနဲ့အကယ်ဒမီဆုရရှိနိုင်တယ်ဆိုပြီးပြောနေကြတာဖြစ်ပါတယ်။မြင်းမြတ်ကညေစာရုပ်ရှင်ဇာတ်ကားထဲမှာတရုပ်ဆောင်ကောင်းယုံတင်မကပါဘူး။ပရိသတ်တွေရဲ့အသေးနှလုံးကိုလည်းအပိုင်သိမ့်ပိုင်နိုင်ခဲ့တာဖြစ်ပါရှင်။ဘာကြောင့်မဲဆို ွဆိုမြမြရဲ့စိတ်ထားမြမြရဲ့အပြုတ်မှုတွေကိုတော့ချီးကျူးရမှာပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစီပင်ဝင်တန်းတွေကိုစတွေ့တီတာကျွေးကဦးဦးဖျားဖျားရုပ်ရှင်ပြသခဲ့တဲ့မြမြကအကယ်ဒမီဆိုထရဖို့အတွက်ထိုက်တန်သလားမိမိတို့ရဲ့အမြင်လေးတွေကိုပြောသားခဲ့ပါအောင်ရှင်။ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအနုပညာသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံး ကိုကျေးဇူးတင်ပါတယ်ရှင်